ါပါရှင်မင်္ဂလာပါဝါကိုပိုင်အောင်ချိုခွင့်ရဒေတာမှာပြီးခဲ့တဲ့ရက်ပိုင်းကမိုးသက်ထန်ခဲ့မှုကြောင့်ရေကြီးမှုဖြစ်ပွားခဲ့ပြီးဒေတာခံပြည်သူတွေအတွက်အကူအညီလိုအပ်နေပါတယ်ရခိုင်ပြည်နယ်မှာတော့စည်ရုံနှံပါတဲ့ကျောင်းသူကျောင်းသားတွေအတွက်ပညာသင်ထောက်ပံ့ကြေးတွေပေးအပ်နေပါတယ်။ကချင်ပြည်နယ်မှာတော့မြင်းမြုံမိုင်းနဲ့ရှင်သင်ပေးဖို့ဒေသခံပြည်သူတွေဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။ တနင်္ဂနွေလုံးပြက်ခတ်တက်ခတ်မှုရက်စဲရေးတဘောတူစာချုပ်လက်မှတ်မရေးထိုးကြရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ညညွတ်တော်တိုင်းရင်းသားလူမျိုးများ Federal Council UNFC အဖွဲ့အနေနဲ့ဩဂုတ်လ31ရက်နေ့မှာကျင်းပမဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ27ရာစုပင်လုံးညီလာခံပထမအကြိမ်အစည်းအဝေးကိုတက်ရောက်ဖို့ဗဟိုအလုံးမှုဆောင်အရေးပေါ်တိုးချဲ့အစည်းအဝေးမှာဆုံးဖြတ်ခဲ့ပါတယ်။ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်နိုင်ငံရေးစွန့်ပွဲအစဉ်အဆက်တော်တက်လန်းနိုင်ဖို့ရည်ရွယ်ပြီး UNFC အဖွဲ့ဝင်အဖွဲ့အစည်းများအနေနဲ့27ရာစုပင်လုံးညီလာခံအားအားလုံးနဲ့အတူတကွတက်ရောက်သွားမှာဖြစ်တယ်လို့ဩဂုတ်လ25ရက်နေ့မှာကျင်းပပြီးဆုံးသွားတဲ့အစည်းအဝေးအပြီးမှာဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီ27ရာစုပင်လုံးညီလာခံကိုတက်ရောက်ဖို့အတွက်သဘောထားအများရဲ့ဆန္ဒသဘောထားအရဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ ။နောက်ပြီးရင်တက်ရောက်တဲ့ခါမှာကျွန်တော်တို့အားလုံးအစီအစဉ်သောလုပ်ငန်းစဉ်တွေမှာကျွန်တော်တို့အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သဘောထားတွေချမှတ်ပါတယ်။ပြီးရင်ကျွန်တော်တို့အခုလက်ရှိနောက်ဆုံးအချိန်တွေမနေ့ကအထိကျွန်တော်တို့ဖြစ်ရှိနေတဲ့အနေအထားတွေကိုကျွန်တော်တို့သုံးသပ်ပါတယ်။အစည်းအဝေးမှာမြန်မာနိုင်ငံရဲ့လက်ရှိနောက်ဆုံးအခြေအနေတွေကိုသုံးသပ်ခဲ့ကြပြီး27ရာစုပင်လုံးညလာခံမှာတင်ပြမဲ့သဘောထားများဆွေးနွေးခဲ့ရမှာကဏ္ဍ6ရပ်ဖြစ်တဲ့နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊မြေယာနှင့်တရားစာဒ လုံခြုံရေးအထွေထွေကဏ္ဍများပါဝင်တဲ့ UNFCCC တဘောထားတွေကိုတင်ပြသွားဖို့လဲဆုံးဖြတ်ခဲ့ကြတယ်လို့ဆက်ပြောပါတယ်။ အရေးပေါ်စီဝေးမှာ27ရာစုပင်လုံညီလာခံပထမအကြိမ်စီဝေးအတွက်ကျင်းပရေးပူးတဲ့ကော်မတီ9ဦးရွေးချယ်ခဲ့ပြီး SSPP အဖွဲ့ကဘိုးချုပ်ဆိုင်ထူ KIO အဖွဲ့ကဘိုးချုပ်ကွန်မော် NMSB အဖွဲ့ကနိုင်အောင်မငေး ANC အဖွဲ့ကဘိုးမူကြီးမင်းထွန်း KNPB အဖွဲ့ကခူးထဲဘူး KIO အဖွဲ့ကဘိုးမူကြီးလအောင်နဲ့ SSPP အဖွဲ့ကစိုင်းပါထွန်းတို့ကိုရွေးချယ်ခဲ့ကြပါတယ် အစည်းအဝေးမှာညညွတ်တော်တိုင်းရင်းသားလူမျိုးများ Federal Council UNFC နဲ့ပြည်ထောင်စုတမတမြန်မာနိုင်ငံအစိုးရအကြားလက်မှတ်ရေးထိုးကြမဲ့တနင်္ဂနွေလုံးအပြည့်ခက်ရက်စဲရေးစာချုပ် NCA နောက်ဆက်တွဲတဘောတူညီချက်အချက်ရှိချက်ကိစ္စနဲ့ပတ်သက်ပြီးနောက်ဆုံးအခြေအနေတွေကို DPN အဖွဲ့ကတင်ပြဆွေးနွေးခဲ့ပြီးအစိုးရနဲ့ဆက်လက်ညှိနှိုင်းသွားဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ပြောဆိုပါတယ်။ ဩဂုတ်လ24ရက်နေ့ကစတင်ကျင်းပခဲ့တဲ့ညညွတ်တော်တိုင်းရင်းသားလူမျိုးများ Federal Council UNFC ဗဟိုအလုံးမှုဆောင်ကော်မတီအရေးပေါ်တိုးချဲ့အစည်းအဝေးကိုတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်ခုနှစ်ဖွဲ့ကခေါင်းဆောင်ကိုယ်စားလှယ်30ခန်းတက်ရောက်ခဲ့ကြပါတယ်ရှင်။နောက်ထပ်ဆက်ချက်ခုနှစ်ဩဂုတ်လ17ရက်နေ့မှာကြာရောက်တဲ့69ကြိမ်မြောက်မွန်တော်လန်ရင်းနေ့ကိုမူပိသစ်ပါတီထင်းချုံနယ်မြေဖြစ်တဲ့ဖရာတုံးစုဒေတာဂျပန်ရည်တွင်းရာမှာကျင်းပခဲ့ပါတယ်။ မလူမျိုးတို့နှစ်ပေါင်း80နီးပါးတိုက်ပွဲဝင်ခဲ့ပြီးအခုအခါဆုံးဖြတ်ချက်ချမဲ့အချိန်ရောက်ရှိလာပြီဖြစ်တဲ့အတွက်မယုံတိမ်းဆောက်မှုမရှိဖို့နဲ့လူလားမှုပြပြဝဝရရှိဖို့မွန်အမျိုးသားတရက်လုံးကိုကိုစားပြုနေကြတဲ့လက်နက်ကန်တော်လှန်ရေးပါတီနဲ့ပြည်တွင်းနိုင်ငံရေးပါတီအဖွဲ့အစည်းတွေမလူမှုအဖွဲ့အစည်းအားလုံးမိမိတို့ကြားရအခမ်းကဏ္ဍမှာတာဝန်ယူကြိုးပမ်းဆောင်ရွက်ကြဖို့69ကြိမ်မြောက်မွန်တော်လှန်ရေးနေ့မှာတိုက်တွန်းလို့ဆိုထားပါဗျ အခမ်းအနားကိုတနက်တန်23ချက်ဖောက်ဖွင့်လင်းခဲ့ပြီးတဘာပတိအဖြစ်မွန်ပစ်တပါတီဘ ਹੁ ကော်မတီနိုင်ငံထွန်းဖရာတုံးစုမြို့နယ်ဥက္ကဋ္ဌနိုင်ဆန်းရော်ကအခမ်းအနားမှုဖြင့်ဆောင်ရွက်ခဲ့ပါတယ်အခမ်းအနားကိုတန်ဃာတော်များဖျားတောင်းစုမျိုးမှမွန်အမျိုးသားပါတီမွန်ဒေတာလုံးဆိုင်ရာဒီမိုကရေစီပါတီ NLD ပါတီမူလူငယ်များ KNU ပါတီနဲ့အစိုးရကိုယ်စားလှယ်များဖျားတောင်းစုဒေတာရှိဂျုံတော်ကျေးရွာရွာသစ်ရွာနဲ့ဝင်းခရွာပြည်သူတွေအခမ်းအနားတက်ရောက်ခဲ့တာကိုတွေ့ရပါတယ် 69ကြိမ်မြောက်မွန်တော်လရဲ့နေ့အခမ်းအနားကိုပြည်တွင်းရှိမွန်လူငယ်တွေနဲ့တန်ဃာတော်တွေပူးပေါင်းပြီးကျင်းပသလိုဘူပိသစ်ပါတီဗဟုဌာနချုပ်ထဝယ်ခရိုင်မော်လမြိုင်ခရိုင်တထုံခရိုင်တွေမှာလည်းကျင်းပကြပါဗျ။ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဟိုပန်မြို့ရှိတောင်ဘက်ရှိတတ်တုဆက်ယုံကရေတူလောင်ကန်အပ်ကွဲတဲ့အပြင်မိုးတဲထန်တဲ့အတွက်နှံ့ပြင်းချောင်းရေရှမ်းကဟိုပန်မြို့ရေကြီးတာကြောင့်အကူအညီတွေလိုအပ်နေပါတယ်။မွေနမ်ဒီဘိုင်မာနဲ့ဖွန်မာမာမာဟင်းဝဲချန်နဲ့ ควายสิมี2นายควาย3นายขาลูกด้วยลูกด้วยนําไปอย่างโมเดรอ2นายกวยเราเราท่าจีได้ไอ้ไอ้เฉยยังจีได้ผู้3นายเราจ้ะรอไอ้แม่จีฤยောက်ลาได้ไดนาก้าเนี่ยคลีฤปิสิฤติมีถั่วลาได้ရေကန်ရောက်တော့မသွားနိုင်တော့ဘူးဆက်ရက်သွားတယ်ကားပေါ်ပါတဲ့လူတွေကိုခေါ်ပြီးပြေးရတာပေါ့ရေကရင်ကောင်းလောက်ထိရှိတယ်မိုးလင်းမှကားပြန်သွားယူနိုင်တယ်လေ ဩဂုတ်လ14ရက်နေ့နနက်နနာရီခွဲခန့်ငလင်3ကြိမ်လောက်ခန့်တိအပြင်မိုးသည်ထန်တဲ့အတွက်နှံ့ပင်ချောင်းရေရှမ်းကချောင်းပေးရှိကျေးရွာရက်ကွက်တွေဖြစ်တဲ့ကောင်းဟုံရက်ကွက်ဇီးရက်ကွက်ပန်လုံလန်းရက်ကွက်ဝမ်မန်ကွန်ဝမ်နမ်တီဝမ်ပန်တိုင်ဝမ်ခုံတွေကိုရေလွှမ်းခဲ့ပါတယ်။အိုးအိမ်920ကျော်ရေလွှမ်းပြီးတည်ဆုံးတာမရှိဘူးလို့ဆိုပါတယ်။နနက်6နာရီလောက်မှရေကျသွားတာပါ။ ရေကျသွားတဲ့အခါတမ်းမြေနှုံးမြေတွေဟာသုံးပေလောက်ကျန်ခဲ့ပါတယ်။အနိုင်ပိုင်းမှာရှိတဲ့အိမ်တွေကတော့အိမ်ခေါင်မိုးထီးလောက်နစ်မြုပ်ပြီးတမ်းမြေနှုံးမြေတွေဟာလူတရက်စာလောက်ရှိတယ်လို့ဆိုပါတယ်။ဩဂုတ်လ18ရက်နေ့မှာတော့မိုဆယ်ရှမ်းစာပေနဲ့ယဉ်ကျေးမှုအတင်းကရေဘေးတဲ့ဟိုပန်ပြည်သူတွေကိုတားရောက်ကူညီခဲ့ပါတယ်။စံအိတ်၊စီ၊စာ၊ဆေးဝါးစတဲ့စားတောက်စရာတွေတားရောက်ကူညီခဲ့တဲ့အပြင်ခြင်ကတဆင့်ကူးဆက်ယောဂါတွေမရအောင်ဆေးဆိုင်အိုးအိမ်တွေမှာခြင်ဆေးတွေမုတ်ပေးခဲ့ပါတယ်။ ရှုံရီရေနောက်တွေပဲကြန့်ရှိတော့တဲ့အတွက်ဟိုပန်ပြည်သူတွေကတော့တောက်ရီတုံးရီအတွက်ဆက်ပူနေကြကြောင်းရေညစ်တွေကိုတောက်မိရင်လဲဝမ်ယောဂါဖြစ်ပွားမှာကိုလည်းဒုက္ခတွေတွေကစိုးရိမ်နေကြပါတယ်ရှင်။ KNB နဲ့ကိုကရိတ်မြို့နယ်ထဲကစောင်းဆောင်တက်25ချောင်းကိုမြို့နယ်အဆင့်ကြီးကြပ်မှုကော်မတီကလိုင်းလဲစစ်ဆေးရမှာအစ်စ်မမီရဲ့အတွက်ကြောင့်ပြန်လဲပြင်ဆင်ဆောက်ပေးဖို့ပြောကြားလိုက်ပါတယ်။ ပညာရေးဆိုင်ရာ2016-2019ဘတ်ဂျက်နှစ်အတွက်တိစောက်ခွင့်ပြုထားတဲ့စောက်လုံစဲအကြောင်းဆောင်တစ်တွေကိုဒေတာခံရမိရဖတွေနဲ့အတူမြို့နယ်ကြီးကြပ်မှုကော်မတီတွေကကွင်းစစ်စစ်ဆေးမှုတွေပြုလုပ်ရာကအခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။စစ်ဆေးမှုမှာတွေ့ရှိရတဲ့အဆင့်မမီမှုတွေကဖောင်ဒေးရှင်းမမှန်ကန်ကန်မလုပ်တာတွေ၊တိုင်တွေနီးစနစ်ကျကျကွန်ကရစ်မလောင်းထားတာတွေအပြင်တန်ချောင်းနဲ့အခြားလုပ်ငန်းသုံးတိစောက်မှုပုံစံပါအတိုင်းမဆောက်လုပ်ထားတာတွေစစ်ဆေးတွေ့ရှိလို့ကော်မတီဘက်ကတာဝန်ရှိသူအင်ဂျင်နီယာတွေ ွေကိုစံချိန်စံညွန့်ပြစ်မီအောင်ဆောက်လုပ်ပေးဖို့ညွှန်ကြားထားတယ်လို့စစ်ဆေးမှုမှာပါဝင်သူမြို့နယ်အင်ဂျင်နီယာမူဦးမြတောင်းကကရင်သတင်းစင်ကိုပြောပါရယ်ကောက်ကွေမျိုးနယ်အတွင်းစောင်းဆောင်သည့်တိဆောက်ခွင့်ရှိထားတဲ့ကုမ္ပဏီ၅ခုထဲကနှစ်ခုတာအဆောင်ဦးရဲ့အရေးတွေးကအဆင့်ပြင့်မီတာတွေ့ရတယ်လို့ကောက်ကွေမျိုးနယ်ပညာရေးဌာနကပြောပါရရှင်ရခိုင်ပြည်နယ်ကဆင်းရဲနှောင်းပါပြီးပညာသင်ဖို့အခက်အခဲဖြစ်နေတဲ့အဝေးတင်ကျောင်းလူကျောင်းသားတွေကိုရောင်ခြည်အလင်းတန်းရက်ခိတအဖွဲ့ကပညာသင်ထောက်ပံ့ကြေးတွေပေးနေပါတယ်။ နွမ်ပါတဲ့အဝေးတင်ចောင်းသားចောင်းလူတွေအနေနဲ့အဝေးတင်တက်ရောက်ရမှာအဆင်ပြေပြီးပညာတက်ကြီးတွေဖြစ်စေဖို့ရည်ရွယ်ပြီးတော့အခုလိုထပ်ပန့်ကြီးတွေပေးနေတာလို့ပြောပါတယ်ကျွန်တော်တို့ဟိုက်ပီမှာရှိခဲ့ပါတယ်တကယ်ကျွန်တော်တို့ရခိုင်ပြည်မှာတကယ်တော်ပြီးတော့ចောင်းမတက်နိုင်တဲ့ကလေးတွေရှိကြပါတယ်မိသားစုအခက်အခဲကြောင့်စီးပွားရေးအခက်အခဲကြောင့်အကြောင်းမျိုးမျိုးကြောင့်ចောင်းမတက်ရတဲ့ကလေးတွေအဲ့လိုကလေးတွေတိမ်ကောမသွားစေဖို့ကျွန်တော်တို့အဖွဲ့ကမြေတောင်မြှောက်ပေးခြင်းတဲ့သဘောနဲ့အခုလိုချက်လာခေါ်ယူနေတာဖြစ်ပါတယ် အမှန်ကောင်းတယ်မိသားစုအစဉ်မပြေလို့မတက်နိုင်ဘူးအဲ့လိုကလေးတွေကိုကျွန်တော်တို့ကဦးစားပေးပြီးတော့ခေါ်ပါရယ်ရခိုင်ပြည်မှာသူတို့လေးတွေဖြစ်မြောက်သွားရင်နောက်ထပ်ကလေးတွေကိုလည်းတွဲခေါ်သွားလို့ရအောင်ပညာတတ်ကြီးတွေဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့အဖွဲ့ကသူတို့လေးတွေကိုခေါ်ယူရတာဖြစ်ပါတယ်ចောင်းသားတယောက်စီကိုချက်တသိန်းခွဲစီထောက်ပံ့ပေးနေတာဖြစ်ပြီးဒီထောက်ပံ့ခြင်းကိုနွမ်းပါတဲ့အဝေးတင်တက်ကတော်ចောင်းလူចောင်းသားတွေလာရောက်ရှောက်ထားနိုင်တယ်လို့ပြောပါတယ် ။သမီးမမိဘတွေကကြောက်ဆက်ထမ်းနိုင်မယ့်အခြေအနေမရှိဖြစ်နေပါဗျ။ဒါကြောင့်သမီးမလည်းကိုယ့်အနေနဲ့ကိုယ်အိမ်မှာကျူရှင်လေးပြပြီးတော့ကြောင်းတက်ဖို့အတွက်ပတ်စံချနေရပါဗျ။ဒီဖွဲ့စည်းကလည်းထောက်ပံ့ပေးတယ်ဆိုပြီးသတင်းကြလို့ဒီဖွဲ့စည်းကလည်းရရင်မိဘတွေကလည်းမတတ်နိုင်ဆိုပြီးတော့လာလျှောက်တာဖြစ်ပါတယ်။ဒီထောက်ပံ့ခြင်းကိုစိတ်ဝင်စားတဲ့အကြောင်းသူအကြောင်းသားတွေအနေနဲ့ရောင်ကြီးအလင်းတန်းရခိတအဖွဲ့ကိုဆက်သွယ်ပြီးတော့စက်တင်ဘာလအထိနောက်ဆုံးထားလျှောက်ထားနိုင်ပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာလေဆင်သမောင်းတိုက်ခတ်သွားတဲ့အတွက်နေအိမ်တွေပြိုသွားလို့မိသားစုဝင်တွေအတွက်အရေးပေါ်ကူညီတွေလိုနေပါတယ်။ရတေတောင်မြို့နယ်မိညိုတောင်ကျေးရွာမှာအကုလ16ရက်နေ့ကလေဆင်သမောင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက်နေအိမ်စိမ်းအင်ကျော်ပြိုကျပျက်စီးခဲ့ရပါတယ်။ ပြိုကျသွားတဲ့နေအိမ်တွေကတော့ဒဏိမိုးဝါထရံကာထားတဲ့အိမ်တွေပါသလိုသမိုဘီပြင်ကာထားတဲ့အိမ်တွေလည်းပါဝင်ပါတယ်။လေစင်သမောင်းကတော့အဲ့ဒီညနေ၈နာရီကျော်လောက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဖြစ်စဉ်ကြောင့်ပျက်စီးသွားတဲ့နေအိမ်တွေကလူတွေဟာလက်ရှိမှာဆွေမျိုးတွေရဲ့နေအိမ်တွေမှာနေနေကြရပါတယ်။ လက်ရှိမှာအစိုးရကတအိမ်ကိုကြက်ငွေ2သိန်းနဲ့ခေါင်းဆွဲ6ထုပ်တွေလာရောက်ပေးနေပေမဲ့နွမ်ပါတဲ့နေအိမ်ပန်းရှင်တွေအနေနဲ့သူတို့တွေရဲ့နေအိမ်တွေကိုပြန်ဆောင်ပေးဖို့အကူအညီတွေအများကြီးလိုနေသေးတယ်လို့ပြောပါရရှင်ကချင်ပြည်နယ်မိုးကောင်းမြို့နယ်စားမော်ရွာကဒေတာခံပြည်သူတွေဟာမြန်မာနိုင်ငံတော်အစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုမြေမြုပ်မိုင်းတွေရှင်းလင်းပေးဖို့ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။ကချင်ကတခါလက်ခောက်ပြီးမှဒီရွာမှာလာပြောပြီးမှကျွန်တော်ညနေနိုင်မှာကျွန်တော်လာထမ်းတယ်။ အဲ့ထမ်းတော့ဒီဆောင်းတော့ဆေးရုံမှာဆေးရပါလေထဲအဲ့လိုမျိုးဆေးရပါသူပြီးမှအဲ့ဒီမြေကျနာဆေးရုံလွဲလိုက်တာလောက်တော့စာမော်ရွာမှာဆန္ဒပြတောင်းဆိုတဲ့ဒေသခံတွေကောက်ခံထားတဲ့စရင်တွေအရ2012ခုနှစ်ကနေစပြီး2016ခုနှစ်ဩဂုတ်လအထိမိုင်းထီတူ73ရောက်ခန့်ရှိပါတယ်။ဒါပြင်လူအခွင့်ရေးထိုးဖောက်နေတဲ့အဖွဲ့အစည်းအလိုမရှိဆိုတဲ့တောင်းဆိုတာတွေနဲ့အတူနိုင်ငံတော်အစိုးရကလက်နက်မဲ့ပြည်သူတွေကိုအကာအကွယ်ပေးဖို့ဆိုပြီးဆန္ဒထုတ်ပုံခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လက်နက်မဲ့ပြည်သူတွေကိုအကာအကွယ်ပေးဖို့နဲ့လက်နက်မဲ့ပြည်သူတွေကိုလက်နက်ရှိသူတွေကအနိုင်ကျင့်စော်ကားနေတာတွေကိုအလိုမရှိတဲ့အတွက်အခုလိုဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ဒေတာခန်တွေကပြောကြပါဗျ။ဒီဆန္ဒထုတ်ဖော်ပွဲဟာအစိုးရရဲ့ခွင့်ပြုချက်ရရှိခဲ့ပြီးမိုင်းထီတူများမိုင်းထီခံရတဲ့မိသားစုဝင်တွေဒေသခံတွေကစားမော်ရွာလမ်းတလျှောက်ကိုလက်လည်ခဲ့တာပါ။ ဒီဆန္ဒထုတ်ဖော်ပွဲကိုစားမော်ရွာမှာအခုလ14ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပါတယ်ရှင်။ကယားပြည်နယ်ဒီမော်ဆိုမြို့နယ်ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ကံခွနဆင့်အနီးမှာစိုက်ပျိုးထားတဲ့တစ်ပင်တွေဖြစ်စီခံနေရပါတယ်။ စိုက်ထားတဲ့တစ်ပင်တွေကိုနွားတွေတက်နေပြီးနွားပန်ရှင်တွေကလည်းသူတို့တောင်းရမှာတစ်ပင်တွေစိုက်တယ်လို့ဆိုကစိုက်ထားတဲ့တစ်ပင်တွေကိုဆွဲနှုတ်တဲ့အပြင်စိုက်မှုတွေကိုလည်းဖျက်ဆီးတာဖြစ်တယ်လို့ဆိုပါတယ်အခုလိုကျွေးနာသရိတ်ဆန်တွေစီးမဲ့ကမ်းမဲ့တွာလာနေတာဟာတစ်တော့ဌာနကကာကွယ်တားဆီးမှုတွေပြုလုပ်ပေးတဲ့လို့စောင့်ကြည့်သူတွေကပြောဆိုပါလာရှင် လာမယ့်27ရာစုပင်လုံကြီးလာခံကနေငိန်ချမ်းမှုကိုပုံမှုယူဆောင်လာမယ်လို့ပြီးခဲ့တဲ့ဩဂုတ်လ20ရက်မှာမြဝတီမြို့နယ်ရွှေကုတ်ကိုမြိုင်ကျေးရွာမှာ BGF တပ်ရင်းတွေအားလုံးစုပေါင်းပြီးကျင်းပတဲ့နေချားဆောင်တပ်ဖွဲ့များ6နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားမှာ BGF ဗဟိုအကြံပေးကုက္ကွေရေးအထွေထွေအတွင်းမှုကပြောလိုက်ပါတယ်။ BGF ဖွဲ့စည်းခဲ့တဲ့6နှစ်တာအတွင်းမှာ BGF အနေနဲ့ပြည်တွလုံခြုံရေး၊ကျန်းမာရေး၊ပညာရေးနဲ့လမ်းပန်းဆက်သွယ်ရေးတွေဖြစ်တဲ့ပြည်တွအကျိုးပြုလုပ်ငန်းတွေကိုပြည်တွလူထုနဲ့လက်တွဲပြီးပြည်တွအကျိုးကိုအတိအခအစားပေးလှောက်ဆောင်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။ ဒီနှစ်ပတ်လည်အခမ်းအနားကို BGF တပ်ဖွဲ့ဝင်တွေအစိုးရစစ်တပ်အရာရှိတွေကရင်အမျိုးသားအစည်းအရုံး KNU ဒီမိုကရေစီအကြိုပြုကရင်တပ်မတော် DKPA KNU KNLAPC နိုင်ငံခြားဧည့်သည်တွေနဲ့ဒေသခံရွာသားတွေအပါအဝင် လူဦးရေစုစုပေါင်း9000ကျော်တက်ရောက်ခဲ့ပါတယ်အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘဗီဒူပါရှင်လန်းချမ်းမြေ့ကြပါစေရှင်။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်စီစဉ်ကိုရန်နာခွင့်ပြုပါရှင်။